ကလေးလေးမှာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအထိခိုက်မှုအနေစီဆုံးကိုအမတို့ကလိုအပ်တယ်လို့ဒီနေမြေကန်အတင်းနေနဲ့ပူပေါင်းမှုပုံရင်းဖြစ်မှာပါဟုတ်တော့ကလေးလေးနေပူထဲမှာဒီလိုမျိုးကျိုးနဲ့ထုတ်ခံထားရတယ်ဆိုရက်အပြုတ်မှုပေါ်မှာပဲမူတည်ပြီးတော့လိုအပ်တာအကူအညီတော့မှာပေါ့နော်အမတို့ကငွေကြေးပေးလိုက်ချင်းဖြင့်အပြုတ်မှုလွှဲမှာတော့တာမျိုးမဟုတ်ဘဲနဲ့သူ့ကိုလောက်ကန်ခွင်လန်းတစ်ခုဒီလိုအပြုတ်မှုမျိုးမဖြစ်ရအောင်ပေါ့နော်လောက်ကန်ခွင်လန်းတစ်ခုဖန်တီးပေးတာအဖြစ်မှန်လို့တော့ထင်ပါတယ် အမတို့ကတော့ဒီဖြစ်စဉ်တစ်ခုဖြစ်သွားတယ်ဒီထဲမှာဒီရွယ်မရောက်သေးရဲ့ကလေးတငယ်တယောက်ပါနေရပါတော့ကလေးလေးနေပူထဲမှာဒီလိုမျိုးကျိုးနဲ့လောက်ခံထားရတယ်ဆိုရက်အပြုတ်မှုပေါ်မှာပဲမူတည်ပြီးတော့လိုအပ်တာအကူအညီတောင်းမှာပေါ့နော်လိုအပ်တာအကူအညီတောင်းရတဲ့ဆွဲနေရမှာအမတို့ငွေအားဖြင့်ကူညီလိုက်တာထက်ပေါ့နော်ဒီဒီနှစ်ဖက်လုံးရဲ့ဘယ်အပြုတ်မှုမှာအမတို့အားပေးတာမဟုတ်ဘူးကလေးကိုပဲမူတည်ပြီးအမတို့ကအဖြေရှာမှာပေါ့နော်ဆိုတော့အဲဒီကလေးလေး ဒီမေမေရပါတော့ဒီလိုလောက်ရက်မျိုးထပ်မဖြစ်စီဘူးဆိုရင်သူ့အလောက်ကင်ခွင်လမ်းတစ်ခုဖန်တီးပေးဖို့အမတို့ဘက်ကနေပြီးတော့ကူညီဖြစ်ပါမယ်အဲသူဈေးဆိုင်လေးတစ်ခုဖြစ်ဖြစ်တွန်းနဲ့နဲ့တွန်းနဲ့ဆိုင်လေးတစ်ခုဖြစ်ဖြစ်ပါတော့အမတို့သူ့ရင်းနှီးပြီးတော့မှဒီဟာကူညီပေးဖြစ်မယ်ပေါ့နော်ဒီကလေးလေးမှရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုအနည်းစီဆုံးကိုအမတို့ကလိုအပ်တယ်လို့ဒီနေမြေကန်အတင်းနေနဲ့ပူပေါင်းပြီးကူညီဖြစ် မတို့ဒီတရင်ဆိုအမဆိုရင်တော့မနေ့ကညီမလေးစောင့်ရင်းဆန်ကနေလမ်းမီပေးပို့တာပေါ့နော်ဒူလိုအပ်တာလည်းကူပေးမယ်ဒီကိစ္စလေးမမကူနေပေးတာဆိုအဲ့ဒီအချိန်မှာစပြီးတော့စဒီနေမြေကိုမေးလိုက်တော့နိုင်တရားဖြစ်နေအောင်ဆိုတော့နိုင်တရားအတင်းကြီးအကုန်လုံးနဲ့လိုက်ထိဆက်ပါတယ်နိုင်တရားအတင်းကြီးနဲ့ထိဆက်ပြီးတော့မနေ့ထက်ရရှာနေတာပေါ့နော်ရှာနေတော့ဆိုတော့အခွဲပေါင်းစုံက အတီးတီးအလုံးအရှာပါတယ်ရှာရဲဆိုတဲ့နေရာမှာကျမတို့ကမလိုအပ်တဲ့နေရာမှာဝင်ပါတာမျိုးမဟုတ်ဘဲနဲ့ဒီကလေးလေးကိုဘာလေးကူပေးရမလဲဆိုတဲ့စိတ်နဲ့ပဲရှာကြတာပေါ့နော်ဒီတွေ့ရမေမေကိုအပေးအမြောက်လောက်တာလည်းမဟုတ်ဘူးတစ်ဖက်ကိုအပေးအမြောက်လောက်တာလည်းမဟုတ်ဘူးအမတို့ဒီဘက်ကမှပါတာမဟုတ်ဘဲနဲ့ဒီကလေးလေးရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကောက်ကောက်မုံမုံလေးနဲ့ဘယ်လိုဖြည့်ရှင်းပေးလို့ရမလဲဆိုတာရဲ့နောက်ပြီးဒီအလောက်ကအခွင့်အလမ်းတစ်ခုဖန်တီးပေးချင်တာပေါ့နော်ဒါမျိုးလေးအတွက်ပဲရှာရှာဖြစ်ပါတယ် ကိုငွေကြေးတစ်ခုအလုံးလောက်ပေါ့နော်ငွေကြေးတွေအများကြီးပဲပုံပေးလိုက်တာအဖြေတစ်ခုတော့မဟုတ်ပါဘူး။ဒါဟိုတစ်ဖက်ဖက်ကိုအပေးရလဲရောက်တော့လေ။အာမတို့ကငွေကြေးပေးလိုက်ချင်းချင်းအပြုတ်မှုလွဲမှားသွားတာမျိုးမဟုတ်ဘဲနဲ့သူ့ကိုအလောက်ကန်ခွင်လန်းတစ်ခုဒီလိုအပြုတ်မှုမျိုးမဖြစ်ရအောင်ပေါ့နော်။အလောက်ကန်ခွင်လန်းတစ်ခုဖန်တီးပေးတာအဖြေမှန်လို့တော့ထင်ပါတယ်။